မင်္ဂလာပါ။ Audio Wise Online မှာကြိုဆိုပါရစေ။ယခုခါမှာတော့ထူချာဆန်းပြပြားနဲ့နဲ့ကဲမားချသူများဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျ။ထူချာဆန်းပြပြားနဲ့နဲ့ကဲမားချသူများပြားတွေကြောင့်ဆရာတော်တွေအကုန်လုံးငလင်းဘေးကလွတ်မြောက်ခဲ့ရတဲ့တန်ဃာတော်တွေရှိခဲ့တယ်။ငလင်းမလောက်ခင်တည်းက26နှစ်ကအောင်ချမ်းသာ62လမ်း အောင်သမารိဝိဟာရကျောင်းစာသင်တန်းကြီးမှာ ထူးဆန်းစွာပြားတွေရောက်လာပြီးဆရာတော်တွေကို လိုက်တုပ်တယ်။ဆရာတော်တွေလည်းမနေရဲကြတော့လို့ပြောင်းရတယ်။တန်ခါအကြီး18ပါးပဲနေခဲ့တယ်။ကံကောင်းစွာပဲကြံခဲ့တဲ့ဆရာတော်တွေလည်းပြေးခွင့်ရခဲ့လို့လွတ်ခဲ့တယ်။ဆရာတော်ကြီးကတော့ပြားတွေကကြိုသိပြီးအနေစေခြင်းလို့လိုက်တုပ်တယ်လို့မိန့်တယ်။အခုငလင်းလှုပ်ပြီးပြိုသွားတော့ပြားတွေလည်းမရှိကြတော့ပါဘူးတဲ့ နောက်ဖြစ်ရတခု နေပြည်တော်မှာလည်းဖြစ်ခဲ့သေးတယ်။ငလျင်လုံးမဲ့28ရက်နေ့မနက်ပိုင်းမှာသားနဲ့ချွေးမကမြေးလေးကိုခေါ်ပြီးကြောင်းဖို့ရုံးတက်သွားကြတယ်။အိမ်မှာအမေကြီးတော်ကောင်းအိမ်မှာအမေကြီးတော်ကောင်းတယောက်တည်းဂျန်ခဲ့တာ။နေတူဝါလို့တယောက်တည်းအိမ်မှာဂျန်ခဲ့တာဆိုတော့ဖះစာရွတ်လိုက်ပရိစိတ်အမြဝေလိုက်နဲ့နေလာခဲ့တာကြာပြီပေါ့။ငလျင်လောက်ခါနေမှာ အမေကြီးတော်ကောင်းရဲ့နားလဲအိမ်ရှိရအလူကမ္မပြုတ်ကြတာနဲ့အမေကြီးတော်ကောင်းတယောက်အိမ်အောက်ဆင်းလာခဲ့တယ်အိမ်အောက်လည်းအရောက်ငလင်းလဲလှုပ်ရောအိမ်ကြီးပြိုသွားခဲ့ပါတော့တယ်ထူးဆန်းတာကအိမ်အောက်မှာဘာအလူကမ္မရှိမနေတာပဲနတ်မြတ်နှစ်ကောင်းတွေကအမေကြီးတော်ကောင်းကိုစောင်းလျှောက်တာလို့တုံ့သက်မိတာပဲဘာလို့လဲဆိုရင်ဖះရှင်ကကုသိုလ်ကောင်းမှုပြုပြီးရင် နတ်တွေကိုအမြပေးဝယ်ခြင်းမျိုးဖြစ်ပူဇော်မယ်ဆိုရင်မိခင်ဟာသူ့ရင်မှာဖြစ်တဲ့သားကိုရန်လည်းမတွေ့ဘေးလည်းမခောက်အောင်ဆောက်ရှောက်တကယ်တော့ထို့တူသူတို့ကိုအမြပေးဝယ်သူကိုလည်းရန်မတွေ့ဘေးမကျတီဝါရအောင်ဆောက်ရှောက်ပါတဲ့သားသမီးတွေကအိမ်မှာအမေတယောက်ထဲကြံနေတာမို့အိမ်ကိုအပြေးပြန်လာကြတဲ့အခါအိမ်ကပြိုးနေပြီအမေတော့ပါသွားပြီဟုထင်လိုက်တာပေါ့ သူသားလဲမြင်ရောတစ်ပင်အောင်ကနေအတန်တန်ထွက်လာတယ်။တလူလေးအမေဒီမာတဲ့အမေကြီးတော်ကောင်းတယောက်လက်ထဲမှာတထောင်တန်လေးကင်လို့ပေါ့။တပ်ပေတက်တာကမ္မတကာမြစ်တာဖြစ်အရှင်သူမင်္ဂလာ